ောရောင်းအားလုံးပဲမင်္ဂလာပါခင်ဗျာဘာပဲကြီးကြီးမကြီးခင်မှာ channel ကို subscribe လုပ်ဘေးနာခေါင်းလောင်းနှိပ်ပြီးရင်တော့ဒီနေ့ရုပ်ရှင်ကားလေးကိုအတူတူခန်းစားဖို့အတွက် VPN လေးပွင့်ပြီးတော့ကြည်ပေးကြပါအောင်ခင်ဗျာရုပ်ရှင်ဖြူမဲကာလ1936ခုနှစ်ဂျာမနီနိုင်ငံပါလီမြို့မှာကျင်းပတဲ့အိုလံပစ်ပြိုင်ပွဲမှာစူးရသူဖြစ်ဇုံကြီးချောင်းလိုမြည်ရတဲ့ကိုရီးယားနိုင်ငံသားရဲ့နာမည်ကိုကြေညာနေပါတယ်သူရဲ့စံချိန်ကတော့2နာရီ26မိနစ်နဲ့19စက္ကန့်မှာပန်းဝင်ခဲ့ပြီးတော့အိုလံပစ်စံချိန်ဟောင်းကိုကြောပြတ်ကလော်ရီအောင်ပန်းကုန်းစုကို ရရှိသွားခဲ့ပါတယ်။ဒါမှလည်းကိုရီးယားနိုင်ငံဟာဂျပန်နိုင်ငံဂျုံပြူမှုအောက်ကိုကြောက်နေတဲ့ဖြစ်တဲ့အတွက်ဇူပေးပွဲမှာဂျပန်နိုင်ငံရဲ့အလံကိုသာလွှင့်တင်ခွင့်ရရှိခဲ့ပါတယ်။ဇုံကြီးကြောင့်စေမော်တက်ပြီးတော့စုအချိန်မှာရေမန်ကဂျပန်အလံကိုပန်းစီနဲ့ကွဲက1 to 1သာဖြစ်ခဲ့ရပါတယ်။နိုင်ငံတော်တချင်းကိုတော့ဖွင့်ဆိုခွင့်ရခဲ့ပြီးအိန္ဒိယ PD ခန်းစားချက်ကိုဒီကနေ့ထိမမိနိုင်ကြောင်းရေဒီယိုအင်တာဗျူးတစ်ခုမှာဇုံကြီးကြောင့်ကပြောကြားနေတာပါ။ဒါသူရဲ့တကွေးစားနိုင်ရမှုမဟုတ်ဘဲနဲ့ကိုရီးယားတမျိုးသားလုံးရဲ့အောင်မြင်မှုဖြစ်ကြောင်းကြေလောင်စွာနဲ့ဩပြောလိုက်ပါတယ် အနောက်ပိုင်းမှာတော့ဇုံးဝင်ကြောင်းကဂျပန်နိုင်ငံလန်ကိုဖုံးခုတ်ခဲ့တာနဲ့ပတ်သက်ပြီးဘာလင်အိုလံပစ်ပြိုင်ပွဲပြီးမှအားကစားမပွားကနေနှုတ်ထွက်လိုက်ပြီးတော့အားကစားလောကကိုပြန်လည်ချေမချဖို့ဝန်ခံကြေးပြုခဲ့ရကာ6ရောက်ရိုက်ချိုးခံတဲ့မာရသွန်သမားတစ်ယောက်ဖြစ်ခဲ့ရပါတယ်။ဇန်နဝါရီလ1945မှာကိုရီးယားနိုင်ငံဂျိုဆိုးမြို့ဟာဂျပန်အောင်နိုင်ရခဲ့ပေမဲ့လွတ်လပ်ရေးအရသာကိုခဏတာပျော်ရွှင်ခံစားခဲ့ရပြီးတော့38စီမင်းဥပဒေအရကိုရီးယားမြောက်ပိုင်းကိုဆိုဗီယက်ကဝန်ရောက်ဆွတ်ဖက်ပြီးတောင်ပိုင်းကိုအမေရိကန်တို့ကထိန်းချုပ်လိုက်တဲ့အတွက်စေအုပ်ချုပ်ရေးအောက်ကိုကြားရောက်ခဲ့ရပြန်ပါတယ်။ ဇလန်းကိုတော့နင်းတွေဖုံးနေတယ်တောင်ပေါ်လန်းကလေးဘေးကနတ်စင်မှာယုံကြည်သူတွေလောက်ဆက်တာထားတယ်စားစရာတွေကိုစောယွန်းဖို့ဆိုရယ်ကလေးငယ်လေးကတောင်ပေါ်လန်းတိုင်းပြေးတက်ပြေးစင်ပြီးနတ်စင်မှာဆက်ကတ်ထားသမျှအေးမသွားခင်အမဲလာရောက်စားနေတာနဲ့စတင်ထားပါလိထောင်ကလေးသက်6ခုနှစ်ရှစ်လပိုင်းမှာအရွယ်ရောက်လာတဲ့စုံဘိုးဟာစုံမျိုးမှာကျင်းပတဲ့စုံကြီးချောင်းရဲ့အိုလံပစ်စံချိန်ချိုး10နှစ်မြောက်နေ့အမတ်တရမာရသွန်ပြိုင်ပွဲအတွင်းပါဝင်ကားလောက်ရှင်ပြိုင်မှုအတွက်ကြိုးစားနေပါတယ်။သူရဲ့တငယ်ချင်းဖြစ်သူဒုံးကူကလည်း ။စုံဘွေခြေစားကိုသိညာကြောင့်ပထမရအောင်ပြိုင်ဖို့တွန်းအားပေးနေပါလေ။စုံကြီးကြောင့်ကိုတိုင်းစုပေးမှဖြစ်တာကြောင့်သေချာကူးဆိုင်ဖို့ဒုံကွာပြောတော့စုံကြီးကြောင့်တွေပထမတွေကိုသူကနားမလဲပဲစူချင်းငွေရဖို့သာအဓိကဖြစ်နေပါလေ။စုံဘုတ်ကတနတ်ဖောက်တန်နဲ့တာထွားကလေးကရှေ့ဆုံးမှာနေရာယူထားပါလေ။ခေါက်ဆွဲဆိုင်မှာတော့စုံကြီးကြောင့်ကအမူးလုံကအိပ်ပျော်နေပြီးစုံကြယ်ုံကလာပြီးတော့နှိုးနေရပါလေ။စုံကြယ်ဝဲမိခင်ကသူ့သားမြောက်ပိုင်းမှာရောက်နေပြီးတော့သုံးနှစ်လောက်မတွေ့ရတာကြောင့်ဖီးပါသေးဆိုပြီးတော့ဆက်မနှိုးဖို့စုံကြယ်ုံကိုတားပါလေ။ စုံကြယ်ကစုံကြီးချောင်းရဲ့အမတ်ရဂုံပြူပွဲမှာဒီမှာလာအိနေလို့မရတော့ပြောပြီးတော့နှိုးဖို့ကြိုးစားပါလေမကြခင်မှာနန်းစုံရောက်လာပြီးတော့ရိုက်ပုတ်နှိုးလိုက်တော့မှနှိုးလာပါလေဇွေဝဲခန်းနာမှာတော့စုံကြီးချောင်းကကိစ္စတစ်ခုကြောင့်ရောက်မလာနိုင်တဲ့အတွက်မင်းကွန်းချောင်းအားကစားဌာနမှူးစမဲတလီကစုချပေးမှဖြစ်ကြောင်းအခမ်းအနားမှုကကြေညာပါလေအဲ့ချိန်မှာပဲစုံကြီးချောင်းကနန်းစုံနဲ့အတူတူရောက်လာကပထမရတဲ့သူနဲ့ဒုတိယရတဲ့သူကိုမှားပြီးတော့ယူချောင်းမှူးချောင်းနဲ့စုချလိုက်ပါလေစုံကြီးချောင်းအမတ်ရ10နှစ်ပြည့်ပွဲမှာပထမစုရသွားသူကတော့45မိနစ် 58စက္ကန့်နဲ့စံတင်တင်သွားတဲ့ကိုရောတက္ကသိုလ်ကျောင်းသားစောင်းယုံဖို့ဖြစ်ကြောင်းခန်းနာမှုကကြေညာသွားပါလေ။အပြန်မှာစောင်းယုံဖို့နဲ့ဒုံးကပြန်လာမှာပြည်သူသူရဲကောင်းနဲ့လက်ဆွဲနှုတ်ဆက်ခဲ့ရတဲ့ခံစားချက်ကိုမေးတဲ့အခါအရက်စုံနန်းဟောင်းဒီကျောင်းကိုဖြေလိုက်ပါလေ။နန်းစုံကနောက်ကလိုက်လာပြီးတော့သူတို့နှစ်ယောက်စလုံးကိုဖတ်ကာသူကိုတီလာလို့မေးလိုက်တော့စောင်းယုံဖို့ကအီအဲ့နဲ့ဖြစ်နေကြပါလေ။သူတို့ကလာမယ့်နှစ်လန်ဒန်မှာကျင်းပမယ့်အိုလံပစ်ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့လေးချင်းနေကြသူတွေဖြစ်ကြောင်းပြောကာဖိတ်ခေါ်ပါလေ။နန်းစုံကစောင်းယုံဖို့လိုပြည်သမားမျိုးလိုအပ်နေတာဖြစ်ပြီး ။လောက်ဘူးတွဲလေးချင်းကိုဖိတ်ခေါ်တဲ့အခါဆုံးဘုကအိုလံပစ်ရဲ့စုချင်းငွေကဘယ်လောက်လဲဆိုတာကိုသာစိတ်ဝင်စားနေပါလိမ့်။စုချင်းငွေဘယ်လောက်ရမလဲဆိုတာစုံစမ်းပြီးမှဖြစ်ကြောင်းပြောလိုက်ကအိုလံပစ်မှာဝင်ပြိုင်မှုပြောပေမဲ့ဆုံးဘုကအားကစားကိုစိတ်ဝင်စားကြောင်းစုချင်းရတာကြောင်းသာဝင်ပြေးခဲ့တာဖြစ်ကြောင်းပြောကထွက်သွားကြပါလိမ့်။ဆုံးဘုနဲ့ဒုံကွာနာမည်ကြီးခေါဆွဲဆိုင်ဆန်ကဝန်ထမ်းတွေဖြစ်ကြပြီးတော့အမားတွေကိုအိနိုင်ယာရောက်အချိန်မီပို့ဆောင်ပေးနေကြသူတွေပဲဖြစ်ပါလိမ့်။သူတို့နှစ်ယောက်ကမာရသွန်ပြိုင်ပွဲဝင်နေတာကြောင့်နောက်ကျသွားကဆန်ရှီကလည်းစေနာဒေါသောနဲ့စူးပါလိမ့်။ ဇုံဘုရကမာရရဲ့ခေါင်ဆွဲသူတစ်သားဘုံနဲ့ထိတ်ပြီးတော့မြို့ရဲလမ်းမအတိုင်းအပြေးကလေးသွားရောက်ပို့ဆောင်ကြပါလေ။လမ်းဆောင်သူကတော့စစ်ပွဲပြီးတဲ့ဒီမှာပြန်သေးမဲ့နဲ့စရုပ်ချုပ်ကြီးယူထားတယ်။အမေရိကန်စစ်ကားထဲနဲ့တွေ့ရတာကြောင့်ရက်ဆောင်နေရပါလေ။သူတို့ကနေတင်စားဖို့ဝတ်ဖို့နေဖို့ထိုင်ဖို့ရုံးကန်နေရတဲ့အတွက်နိုင်ငံရေးဆိုတာဘာလဲဆိုတာနားမလည်နိုင်နဲ့ကျွန်တော်တို့တို့လူတန်းစားတည့်ရမျိုးပါပဲ။သူတို့နှောက်ကစရုပ်ချုပ်ကြီးနဲ့အုပ်ချုပ်ခံရကောင်းမှန်းအောင်မသိနိုင်ကြရှာပါပဲ။စစ်ပွဲပြီးနေတာတော့မှစစ်သားတွေကမပြန်ကြသေးဘူးလားလို့ပြောကနှစ်ယောက်သားနဝေတိန်တောင်နဲ့ဖြစ်နေပါလေ။ တုံးကွာတော့အမေရိကန်ဂျေးစုနဲ့အခုလိုဂျပန်လက်ကလွတ်လာခဲ့ရတာဖြစ်ကြောင်းပြောလိုက်တော့တနိုင်ငံလုံးဂျပန်အလံဖြုတ်ချပြီးတော့အမေရိကန်လံကိုလွင့်တင်ခံလိုက်ရတာကလက်ခံထားသူတွေကယူနေလို့ဖြစ်ကြောင်းစောင်းဘုတ်ကပြန်လဲဝေဖန်နေပါတယ်ဒီတော့မှဒုံးကွာတက္ကသိုလ်ကျောင်းသားလဲညံထရာတမိုက်လောက်တော့ရှိသေးတာပဲလို့စနောက်လိုက်ပါတယ်နိုင်ငံမတည်ငြိမ်မှုတွေကြောင့်လမ်းလျှောက်မှာတော့ပြည်သူအာဏာပြည်သူပြန်ပေးအာဏာရှင်စေဆိုးရချက်ချင်းဖြုတ်ချနေစံနာတွေပြနေကြပါတယ်ခေါက်ဆွဲတွေချိန်ပြီးရောက်ဖို့သာရေးကြီးနေစောင်းဘုတ်ကသူတို့ရဲ့စံနာတွေကိုလည်းထုံးမပြနိုင်ကြတာကြောင့် စူးများပေမဲ့ပြေးကြအောင်ဆိုပြီးတော့ပြေးလွှာပို့ဆောင်ကြပါလိမ့်နန်ဆောင်ကအားကစားဌာနမှုစမဲတလီနဲ့တွေ့ဆုံကလန်ဒန်အိုလံပစ်ပြိုင်ပွဲဝင်ဖို့အတွက်စူဂျေးကိုတွားပြီးတော့စုံစမ်းနေပါလိမ့်စမဲတလီရဲ့ပြောပြချက်အရလန်ဒန်အိုလံပစ်ပြိုင်ပွဲကိုဝင်ရောက်နိုင်ဖို့ကနိုင်ငံတကာအားကစားပြိုင်ပွဲတစ်ခုမှာဝင်ရောက်ရှင်ပြိုင်ထားတဲ့မှတ်တမ်းတစ်ခုခုရှိရမှာဖြစ်ကြောင်းကိုသိရပါလိမ့်နန်ဆောင်ကလည်းလွန်ခဲ့တဲ့10နှစ်ကဘာလင်အိုလံပစ်ပြိုင်ပွဲမှာစူးစိတ်ရခဲ့ဘူးကြောင်းပြောပြတဲ့အခါအဲ့ဒီမှတ်တမ်းကဂျပန်နိုင်ငံရဲ့နာမည်ဆင်းအောက်မှာဝင်သွားတဲ့အတွက်အကျုံးမူဝင်မှန်းသိလိုက်ရပါလိမ့် ဒါတော့ဒေါ်ပွားပြီးတော့နိုင်ငံလွတ်လပ်ရသွားပြီဖြစ်တာကြောင့်ပြိုင်ပွဲမှတ်တမ်းကလည်းလွတ်လပ်ရမှာဖြစ်ကြောင်းပြောကအဟစ်ပေါက်ကွဲနေပါလိမ့်စမက်ဒလီကမှတ်တမ်းဝင်သွားရင်ပြန်ပြင်းလို့မရကြောင်းပြောလိုက်တဲ့အတွက်ဂျပန်ကသူတို့ကိုတဆုံးနင်းသွားတာဖြစ်ကြောင်းနန်ဆုံကရေကျွလိုက်ပါလိမ့်ယူကျင်သူတို့ချင်းနေဖြစ်လာကြောင်းစမက်ဒလီကနီလန်တစ်ခုရှိသေးကြောင်းပြောပြကဂျွန်ကယ်လီဆွဲအားကစားသမားကိုတိလာလို့မေးလိုက်ပါလိမ့်နောက်တစ်ချက်မှာတော့နန်ဆုံကမူးနေတဲ့ဆုံးကြီးကြောင်းကိုအားကစားယုံစီကိုခေါ်ပြီးတော့ဓမင်းလဲကျွေးမယ်ချွေးလဲထုတ်ပေးမယ်လို့ပြောကဖတ်ရပြီးတော့စာနောက်နေပါလိမ့် ။စုံကြီးချောင်းကဗန်သတင်းတောက်လောက်ကနေလက်တော်မှာထွက်ထားတဲ့သူပါ။ဒါတောင်သူဟာသူမြေကြီးပဲတူတူတရေပဲဖမ်းဖမ်းလောက်ရမှာဖြစ်နေရကြောင်းနန်းစုံကသတင်းစာဖြတ်ပိုင်းတစ်ခုပြပြီးတော့ဘော့စတုန်မာရသွန်ကိုသွားပြိုင်ကြဖို့စီယုံပါလိ။ဂျွန်ကယ်လီဆိုသူကစုံကြီးချောင်းပေးတဲ့ဖမ်းနှက်လက်ဆောင်နဲ့ဘော့စတုန်မာရသွန်ပွဲမှာပထမရခဲ့ဘူးသူဖြစ်ပြီးတော့နှင်းစင်လေးလပိုင်းမှာကျင်းပတဲ့ဘော့စတုန်မာရသွန်ဖိတ်စာကိုသူစီကနေရနိုင်တဲ့အကြောင်းကိုကြံပေးလာပါလိ။စုံကြီးချောင်းကတော့လူငယ်တွေကိုစာချိန်သစ်တွေပါတင်ခိုင်းမနေပဲအစာရှာတဲ့နီးဟုသာတင်ပေးလိုက်တာတင့်တော်ချောင်းပြောကထွက်သွားပါလိ။ ဇုံဘိုးကတော့လိုအပ်နေတဲ့ပတ်စံအတွက်သူရထားတဲ့ရွေစိတ်စုကိုလည်းဈေးလယ်မှာအော်ဟစ်ရောင်းချခဲ့ပါတယ်။နန်ဆောင်ကတော့ညဘက်သတင်းစာဖတ်ပြနေကြသူစီမာအသီးကိုစားတာထက်အစိရေကျဲလိုက်တာပို့ပြီးတော့တန်မိုးရှိတောင်းရေးထားတဲ့ဆောင်းပါးကိုနားထောင်နေပါတယ်။ဇုံကြီးတောင်းကအောင်မြင်ခဲ့ချိန်ကသူကိုယ်တိုင်လူတန်းထားတဲ့တောက်ဝင်ဦးစဉ်ရှေ့မှာအရက်တောက်နေပါတယ်။မကြခင်နန်ဆောင်ရောက်လာပြီးတော့လူငယ်တွေကိုပြောခွင့်ပေးလိုက်ပါဇုံကြီးတောင်းရဲ့ဆိုပြီးကလေးတွေကအားကြနေကြတာဖြစ်ကြောင်းကိုအသိပေးပါတယ်။နန်ဆောင်က ဘောဆုံပြိုင်ပွဲမှာကိုနိုင်ငံအလံနဲ့ကိုပြိုင်ခွင့်ရအောင်ကုညီပေးတဲ့ကြောင့်ဆုံးကြီးကျောင်းကိုဖြောင်းပြပါတယ်။နန်ဆုံကဘာလီမာတတရားစုရခဲ့မယ်သူကဆုံးကြီးကျောင်းရဲ့ကြောပြင်ကိုကြည့်ရင်လည်းပျော်ရွှင်ခဲ့ရတာဖြစ်ကြောင်းအခုချိန်ထိအဲ့ဒီမြင်ကွင်းတွေကိုအိမ်မက်နေစေဖြစ်ကြောင်းတွေပြောပြကဘောဆုံရဲ့လမ်းမတွေမှာလည်းအတူတူပြေးကျင်ကြောင်းကိုပြောလာပါတယ်။ဒါတောင်မဲဆုံးကြီးကျောင်းကဘာသာပြန်ဆရာတယောက်စီသွားပြီးတော့ဂျွန်ကယ်လီစီကိုစာရေးသားလိုက်ပါတယ်။နောက်တွေမှာတော့စပန်ဒလီကဂျွန်ကယ်လီပြန်ရေးပေးလိုက်တဲ့စာနဲ့ဘောဆုံမာရသွန်ပြိုင်ပွဲဝင်ဝင်လျှောက်လာယူလာပြီးတော့ဆုံးကြီးကျောင်းကိုပေးရခဲ့ပါတယ်။ လမ်းဆောင်ကပဲရှောက်လွားတဲ့ဖိတ်စာကိုရရှိခဲ့တာကြောင့်လွန်တရားပြောဆွေးနွေးပြီးတော့မဖတ်တတ်တဲ့အင်္ဂလိပ်စာအုပ်ကိုနွမ်းကြည်တဲ့ဒီခဏခဏကြည်နေပါလေ။လမ်းဆောင်ကစုံကြီးကျောင်းဟာနီးပြားအသည့်ဖြစ်သွားပြီဖြစ်တဲ့အတွက်ဒေချာတင်ပေးဖို့တာဝန်ပေးလိုက်ပါလေ။လမ်းဆောင်ကဒီသက်ရွယ်မှာထားပြီးလူကြီးစာဖြစ်နေမှာမှန်ပေမဲ့ပြေးချင်းစိတ်ကိုဒိမ့်မြပဲဖြစ်နေပါလေ။အဆက်မကွဲချင်းမှာကဒေချာလေးချင်းမို့စုံကြီးကျောင်းကအကြံပေးပါလေ။လမ်းဆောင်ရဲ့ဇနီးဖြစ်သူစုံကြည်လန်ကလည်းဘော့စတုန်ပွဲမှာပြိုင်မှုတွေသဘောတူလိုက်ပါလေ။နောက်နေ့မှာတော့စုံကြီးကျောင်းကနီးပြားဖြစ်လာပြီးတော့ကလေးတွေကိုအားမလို့အားမြဖြစ်နေပါလေ။ နန်းစုံကကလေးတွေပဲရှိသေးကြောင်းဖြောင်းပြနေရပါတယ်။သူတို့ထဲကအပြေးတော်တဲ့ကလေးတယောက်ကတော့ဖားခင်ဖြစ်သူကအလုပ်လုပ်ဖို့ခေါ်သွားတာကြောင့်ဝိုင်းကြီးကလည်းရှိသေးကြောင်းပြောသူတို့ပတ်ဆက်မရှိပဲဘော့စတန်ကိုဘလို့သွားမလဲလို့စုံရောင်းကမေးပါတယ်။ကစားသမားကလည်းမရှိသူကိုပြင်းလွှားနေပြဲနေဖက်နှက်ကြောင့်ခြေချောင်းကျိုးရသူတွေလည်းရှိပါတယ်။စုံချောင်းလွန်စွာမှစိတ်မကောင်းဖြစ်သွားပြီးတော့အသီးဖက်နှက်ဆိုင်မှာစပွန်ဆာသွားတောင်းတဲ့အခါဆိုင်ရှင်ကအစဉ်ပြေမှပေးဖို့ပြောပြီးဖက်နှက်တွေထည့်ပေးလိုက်ပါတယ်။ဖက်နှက်ဆိုင်အပြန်မှာအမေရိကန်စစ်သားနဲ့ဝင်တိုက်ပြီးတော့ခေါင်းဆွဲတွေမောက်ကုန်တာကြောင့်ပြဿနာတက်နေစုံဘုတ်ကိုတွေးလိုက်တဲ့အတွက် ။စုံကြောင်ဝင်ရောက်ကာကွယ်ရေးနဲ့တနတ်နယ်ချိန်နဲ့ဒီဖြစ်သွားပါလိမ့်။မကြာခင်မှာပဲတပ်ထင်းတွေရောက်လာပြီးတော့အမေရိကန်စစ်သားကိုဖမ်းခေါ်သွားပါလိမ့်။စုံကြောင်ဝယ်ကြွေးတဲ့ခေါက်ဆွဲကိုရာသာမခံပဲမျိုးချနေစုံအုပ်ကိုကြည့်ရင်ခေါက်ဆွဲဆိုင်မှာလုံနေပြီးတော့ခေါက်ဆွဲကိုရာသာခံမစားတာကြောင့်ပြောလိုက်တဲ့အခါပတ်စံရှာနေရတာနဲ့ရာသာမခံတတ်တော့သလိုခေါက်ဆွဲဆားဖို့ပတ်စံလည်းမရှိတော့စုံအုပ်ကပြန်ပြောပါလိမ့်။စုံကြောင်ဒီပုံစံနဲ့ပြေးနေမယ်ဆိုရင်ခနာကိုထိခိုက်သွားနိုင်ကြောင်ဝေဖန်တဲ့အခါမူးနေသူကသူပြေးတာဘလို့သိလဲလို့စောင်းဘုတ်ကမေးလိုက်တော့လမ်းလျှောက်ပုံကြည့်လာတဲ့သူကတီချောင်းပြန်ပြောလာပါလေ အပြေးဥပမာတင်ခဲ့တာလဲလို့မေးလိုက်တော့ပြေးတာတင်စရာလိုလို့လားဆိုပြီးစောင်းဘိုးကပြန်မေးပါလေအေဂျင်စီနဲ့မပြေးဘူးလားဆိုတော့လဲအဲ့လိုပြေးရင်ပတ်စံရမှာလားလို့မေးပြန်ပါလေစောင်းဘိုးကစုံကြီးเจ้าရဲ့ဩဝါဒတွေနားကြီးလာကြအောင်ခောက်ဆွဲကြွေးတာကိုကျေးဇူးပါဆိုပြီးတော့ထားပြန်သွားပါတော့တယ်နောက်နေ့မှာတော့မာရသွန်ပြိုင်မှုအတွက်အခြေခံချက်ကဘာလဲလို့မေးတော့အပြေးသမားတွေကတယောက်တစ်ပတ်ဖြေနေကြပြီးတော့စုံကြီးเจ้าကပါရမီတာအဓိကဖြစ်ကြောင်းပြောလိုက်ကတွေ့နေရတာကတယောက်မှနှစ်ချီးပတ်လောက်ပါရမီတောင်မပါတော့အာမနာတမ်းပဲဝေဖန်လိုက်ပါလေနန်းဆောင်ကတော့ကလေးတွေဝတ်လို့ပြောရပါမလားဆိုပြီးတော့ဒေါသထွက်နေရကနေ ဇုံးဖို့ကြောင်းစကားဆလာခဲ့ပါလေဇုံးကြောင်ကအဲကောင်မှအားသာစိတ်ဓာတ်နဲ့နှလုံးသားမရှိတောင်းပြောလိုက်ကပတ်စံပတ်စံပတ်စံနဲ့တပတ်စံနဲ့ပတ်စံနဲ့အကောင်ဖြစ်တဲ့အတွက်အဲကောင်နဲ့စကားပြောလို့မရတောင်းပြောလိုက်ပါလေနောက်နေ့မှာတော့နန်းစုံကအားသာစိတ်ဓာတ်မရှိတဲ့ဇုံးဖို့ရဲ့အင်ကိုရောက်သွားချိန်မှာနန်းမကတ်ထားတဲ့သူ့ရဲ့စုရသတင်းစာဖြတ်ပိုင်းတွေနဲ့စူးစိတ်တွေကိုတူးတရသိမ်းဆီးထားတာကိုတွေ့ရတာကြောင့်ပြုံးမိသွားပါလေအခန်းထဲမှာဇုံးဖို့မိခင်ကလဲကြနေရကြောင်းနန်းစုံကပဲဆေးရုံကိုပို့ပေးလိုက်ပြီးတော့မကြာခင်မှာဇုံးဖို့ကရောက်လာခဲ့ပါလေ လန်ဆုံကဆုံးဖို့ကိုဘလို့မှပြောမရတဲ့ဆုံးဘတ်ဆန်နဲ့ဖြောင်းလိုက်တော့မှနောက်နေ့မှကစားဖို့ရောက်ရှိလာပါလိမ့်ကီလိုမီတာ20ကျော်တနအိနဲ့17မိနစ်ကျော်ကျော်ပြေးခဲ့တဲ့ဆုံးဖို့ကြောင့်ဆုံးကြီးချောင်းကအံ့ဩနေရပါလိမ့်စမဲဒလီရဲ့ပြောပြချက်အရဘော့စတွန်သွားဖို့အတွက်3ရောက်ပေါင်းဒေါ်လာ2000ကျမှဖြစ်ပြီးတော့ကိုရီးယားငွေ390လောက်ကျမှဖြစ်တာကြောင့်ဆုံးကြီးချောင်းတို့အခက်တွေ့နေကြပါလိမ့်ကိုရီးယားအမေရိကန်စစ်အုပ်ချုပ်ရေးအောက်မှာရှိနေပြီးတော့လုံးဝလွတ်လပ်ရေးမရသေးတဲ့နိုင်ငံလေးဖြစ်တဲ့အတွက်စည်းကမ်းချက်တွေကပုံမှန်တင်းကျပ်မှဖြစ်ကြောင်းကိုလည်းသိလိုက်ရပါလိမ့် ာမခံမိမဲ့လူတယောက်လည်းလူသေးတာကြောင့်စုံကြီးချောင်းကသူ့စီနီယာရဲ့အတီးတယောက်ကအမေရိကမှာရှိကြောင်းပြောလိုက်ပါလေစုံဘုံနဲ့အားကစားသမားတွေကတော့ဘာမှမသိသေးတဲ့အတွက်အားပြည့်နဲ့လေးကျင့်နေကြပါလေနန်းစုံကဒုတိယစုံကြီးချောင်းမွေးထုတ်ပေးလိုက်ပြီးလူစိတ်ဝင်စားအောင်တန်ရှင်ယူလိုက်မယ်ဆိုရင်ပတ်ဆံကနေနောက်ကလိုက်လာမှာဖြစ်ကြောင်းအကြံပေးပါလေသူတို့ကဘာလင်းရဲ့ဂုံကိုပြန်ဆဲမဲ့ဒုတိယစုံကြီးချောင်းရွေးချယ်ပွဲဆိုရဲကောင်းစင်နဲ့မာရသွန်ပြိုင်ပွဲတစ်ခုလုပ်ဖို့စီစဉ်လိုက်ကြပါလေအားကစားသမားတွေရဲ့စားသောက်ပွဲကိုစုံကြယ်ုံတို့ဆိုင်မှာလုပ်တဲ့အခါမှာမိခင်ရအသားတွေချပေးနေတယ် အားပေးနေသူစုံကြယ်ုံကစုံဖို့အတွက်ဆိုကအသားတွေပိုးရှန်ထည့်ပေးနေကြအောင်အားလုံးအတွက်စားနောက်စရာဖြစ်သွားပါလိမ့်။စုံကြောင်ကစုံဖို့ရဲ့အိမ်ကိုရောက်သွားချိန်မှာနန်းစုံကစုံဖို့ကိုဗဆန်နေလက်သိထိုးပေးနေတဲ့ဂျုံလိုက်ရပါလိမ့်။ထောင်က48ခုနှစ်3လပိုင်း9ရက်နေ့မှာဘော့စရုံမာရသွန်လူရွေးပွဲကိုကျင်းပခဲ့ပါလိမ့်။နီးပြားတွေအားကစားသမားတွေမျိုးသူမျိုးသားတွေကလူရွေးပွဲအတွက်တက်ကြွနေကြပါလိမ့်။မီဒီယာသမားတွေကလည်းဒုတိယစုံကြီးချောင်းဖြစ်လာမဲ့စုံဖို့ကိုစိတ်ဝင်စားနေကြပါလိမ့်။ဘောစီတွေကလည်းလောက်အားပေးကြပြီးတော့တနက်ပြစ်ဖောက်ကပြိုင်ပွဲကိုစတင်ခဲ့ကြပါလိမ့်။ ။ဒီဘက်မှာစောင်းဘိုးကအပြတ်တန်းနဲ့ရှေ့သုံးမှာရောက်နေခဲ့မိ။လမ်းဝီမားသွားကလေယောင်မြောင်းမှာပန်းဝင်လာခဲ့ပါလေ။စုံအောင်ကပြေးမြန်နေဆိုပြီးတော့မန်တက်နေရကြောင်းလမ်းဝီမားပြီးတော့နောက်ကျသူကဘော့စတွန်ဘလိုသွားမှလဲလို့မေးကာ။နောက်ထပ်စီစဉ်တစ်ခုနေနဲ့ကီလိုမီတာ40ကျော်အတွက်ကွင်းဘတ်တရားပြေးရမှာဖြစ်ပြီးတော့နောက်ဆုံးကြိုင်းသူကဘော့စတွန်သွားမှဖြစ်ကြောင်းကြေညာလိုက်ပါလေ။ကွင်းဘတ်50လောက်ပြေးပြီးမှတော့နန်ဆုံနဲ့စောင်းဘိုးတို့သာကြံရစ်ပါလေ။59ဘက်ရောက်မှာဆုံးဘုတ်ကတော်လေးကိုပြိုင်းနေပြီးတော့နန်းဆုံကတော့တတောင်တတာပြေးနေစေဖြစ်ပါလေ အပတ်60ကျော်မှာတော့ဆုံးဖို့ကလုံးဝမခံနိုင်တော့ပဲခြေထောက်ကြွက်တက်ကဟိုးရဲဆိုက်ပြီးတော့လဲကျသွားပြီးနန်းဆုံတယောက်သာကြမ်းရည်နေပါတော့တယ်ဇုံချောင်းကသမီးမကျွေးတဲ့ပြင်ပတ်ဆံပေးထားတော့နောက်တလို့ပြေးနေရလားဒီပုံစံနဲ့ဘယ်လိုလုပ်ပြီးတော့ဒုတိယဆုံးချောင်းဖြစ်မှလဲဘာညာနဲ့ကောနေရကြောက်ဆုံးဖို့ကဖနက်ကိုပြန်အပ်ပြီးတော့ထွက်သွားပါလိမ့်နန်းဆုံကရှင်းပြတော့မှဆုံးဖို့ကပတ်ဆံလိုအပ်ရခြင်းမှာမိခင်စေးုံတက်နေရလို့ဖြစ်ကြောင်းသိလိုက်ပြီးတော့ဆုံးဖို့ပေါ်မှာပုံပုံနားလေသွားပြီးတော့စေးုံစေးကိုတာဝန်ယူပေးလိုက်ပါလိမ့်ဆုံးဖို့ကတော့ပတ်ဆံရသမျှကြုံရကြာပန်းနေလောက်ကန်နေပြီး မိခင်ကိုပြုစုနေရပါတယ်။ဇုံကြီးချောင်းရဲ့အိမ်မှာမာရသွန်ရုံငန်းဖွင့်လာပြီးတော့အာမခံပေးမဲ့သူရှာတွေ့ချောင်းသတင်းလာပေးနေစမှာဒုံကူကရောက်လာပြီးတော့မိခင်အသေးအံဖြစ်နေကြောင်းပြောပြီးဇုံဘိုးကိုလာရှာပါတယ်။ဇုံဘိုးရဲ့မိခင်ကြီးကအဲ့ဒီမှာပဲတေဆုံးသွားခဲ့ရပြီးဇုံကြီးချောင်းကတော့လှုပ်ချင်တာတွေကိုလှုပ်လက်လက်လှုပ်ဖို့လဲမိခင်ကြီးကမှာသွားကြောင်းဇုံဘိုးကိုပြောလိုက်ပါတယ်။မိခင်ရဲ့ဇာပနာကိုစုံကျေုံကလည်းရောက်လာခဲ့ပါတယ်။နောက်နေ့မနက်မှာတော့ဇုံကြီးချောင်းနဲ့နန်းစုံကတောင်ပေါ်လမ်းလျှောက်ကြရင်အပြေးပြိုင်ကြပါတယ်။တောင်မလန်းတိုင်းပြေးတက်လာတဲ့ဇုံဘိုးကိုတွေ့ခဲ့ကြတာ အကျိုးကြောင့်မေးမြန်းတဲ့အခါသူငယ်စဉ်ကလေးကနတ်ဆင်ကအစာရီနဲ့ဝိုင်းရီကိုဖြည့်ရှင်းနေကြတာဖြစ်ပြီးတော့တေဆုံးသူမိခင်နောက်ဆက်မတင်းရအောင်ပြန်လှူရင်းနဲ့ကောင်းကင်ဘုံရောက်ဖို့နတ်ဆင်မှာသွားပြီးတော့စူတောင်းမှာဖြစ်ကြောင်းသိလိုက်ရပါတယ်။ဇုံအကြောင်းကနတ်တင်ပြီးတာနဲ့အပြေးလာလေးချင်းကိုဇောင်းဘုတ်ကိုမှားလိုက်ပါတယ်။သူတို့ဘက်ကပြင်းထန်လေးချင်းကြပြီးတဲ့နောက်တစ်ရက်မှာတော့အမေရိကန်နိုင်ငံသားကိုရီးယားလူမျိုးဘဲနန်ဟွန်ဆိုသူကအာမခံပေးမှာဖြစ်ကြောင်းသတင်းစာမှာပါလာပါတယ်။မကြာခင်မှာပဲစမဲဒလီတို့ကအသားကောင်းချင်းတုပ်တွေနဲ့ရောက်လာကအာမခံကြီးသွင်းဖို့တပတ်တာလိုတော့ကြောင်းပြောလာသလို့ တရင်နောက်ကလည်းသူ့ဘက်ကအာမခံဂျီစပွန်ဆာရှာတဲ့အနေနဲ့တရင်နှစ်ပုတ်ထဲခဲ့မိထူးခြားမလားကြောင်းပြောပါလိ။ဇုံအီချောင်းကသူ့ရဲ့ဘာလင်ကစူးစိတ်တွေကိုရှေးအောင်ပီတိဆိုင်မှာတွားပြီးတော့ရောင်းချတဲ့ကအဖိုးရန်တံပေမဲ့ရောင်းဝယ်မဖြစ်နိုင်ကြောင်းငြင်းခံလိုက်ရပါလိ။သူတို့ဘက်ကအာမခံကြီးရဖို့တရင်တွေစီမှာလဲတွားပြီးတော့တောင်းခံကြပါလိ။တရင်တွေရဲ့စော်ကားမော်ကားပြောတာသာခံလိုက်ရပြီးတော့တမ်းမက်ပြတ်မဲ့အခြေအနေတွေဖြစ်ခဲ့ရကအောင်မြင်မှုရပဲပြန်လာကြပါလိ။နောက်နေ့မှာတော့အာမခံကြီးဒေါ်လာ9000မပြည့်ကြသေးပဲ။ အားကစားသမားတွေကအိမ်မှာရှိတဲ့စံတွေအာလူတွေဖယုံသီးတွေပန်းအိုးတွေကိုယူလာကြကာအာမခံကြီးတို့ထဲဝင်ကြပါလိမ့်ဇုံဘုကလည်းသူယူထားတဲ့ပြေးလေးချင်းကပတ်စံတွေကိုပြန်ပေးလာပါလိမ့်ပုံစံမျိုးစုံကြိုးစားရမယ်အာမခံကြီးရမလာတာကြောင့်စီးပွားရေးလောက်ကြဖို့ပြောကာဒီသတင်းကိုသူတို့ရဲ့သတင်းတောင်းစီရေးခိုင်းပြီးတနိုင်ငံလုံးကိုတီးပေးပြီးတော့လူလူကိုခေါ်တွေ့ခဲ့ပါလိမ့်1948ခုနှစ်လေးလပိုင်း9ရက်နေ့မှာတော့ဘော့စတုန်မာရသွန်ဝင်ခွင့်ရအခမ်းအနားကိုကျင်းပပြီးဗိုလ်ချုပ်ဟာဂျီကမိန်ကုန်းပြောကြားမှာသူတို့အမေရိကန်စစ်တပ်အနေနဲ့ အာမခံကြီးကိစ္စကိုကုညီမပေးနိုင်ကြောင်းပြောတဲ့အခါအားလုံးကြေကွဲသွားကြပါလိမ့်ဒီတော့မှကိုရီးယားပြည်သက်တွေကအမျိုးသားရေးစိတ်ဓာတ်တွေနိုးကြွလာပြီးတရားတွေ့ရဝိုင်းဝန်းလူတန်းခဲ့ကြတဲ့ပတ်စံတွေဟာလိုအပ်တဲ့အာမခံကြီးကိုပြည့်မီပြီးတော့ကြော်လွန်သွားခဲ့ပါတော့တယ်တချို့လူတွေကလက်စွပ်တွေဆွဲကြိုးတွေပါချုပ်ပြီးတော့ထည့်လိုက်ကြပြီးဇုံဘရုသုံးကတော့ပီတိမြတ်ရေးဝဲနေခဲ့ပါလိမ့်ထောင်က49လေးလပိုင်း၈ရက်နေ့မှာတော့ဇုံကြောင်တို့၃ယောက်သားဟာဂင်ဖိုးအမေရိကန်လေတပ်စခန်းကတဆင့်လေနဲ့သွားကြဖို့လေစိတ်ကိုရောက်လာကြပါလိမ့်။ဇုံကြေုံကဇုံဘိုးကို အမေရိကန်လိုနှုတ်ဆက်နေတာကြောင့်စုံချစ်လန်လည်းသူ့ရဲ့မျိုးသားနန်ဆွေအောင်ကိုအမေရိကန်လိုလိုက်လံနှုတ်ဆက်တဲ့အခါအားလုံးပွဲကြသွားပါပြီ။သူတို့ကကိုရီးယားလူမျိုးအားကစားသမားတွေဖြစ်ပြီးတော့ပျော်ရွှင်ရပါကြောင်းနဲ့ဂျေဆုတင်ပါတယ်ဆိုရယ်အင်္ဂလိပ်စကားလေးလုံးကိုစမဲတလီကသင်ပေးလိုက်ပါတယ်။သူတို့၃ယောက်ဟာဆေးလင်းပေါ်မှာကလောက်ဆန်ကလိုက်ပါလာကြရင်အမေရိကန်စစ်သုံးလေတွေကိုတစင်ပြီးစင်စီးကဟာဝိုင်ကျုံးကိုလည်းတထောင်နားခဲ့ကြပြီးတော့ကျုံးမမရှိတဲ့ကိုရီးယားလူမျိုးတွေကဒေါ်လာအလေးလိုက်ကြီးကိုလူတန်းလိုက်ကြပါတယ်။ နောက်ထပ်စစ်လင်တွင်ထပ်မံစီးနှင်က1948လပိုင်း14ရက်နေ့ဘော်ဆုံမာရသွန်ပြိုင်ပွဲကျင်းပဖို့9ရက်လိုမှာတော့ဘော်ဆုံလေးစိတ်ကိုချောချူစွာနဲ့ရောက်ရှိလာပါတော့တယ်။လေးစိတ်မှာသတင်းတော်တွေမေးသမျှကိုစမဲတလီတင်ပေးလိုက်တဲ့သူတို့ဟာကိုရီးယားလူမျိုးအားကစားသမားတွေဖြစ်ပြီးတော့ပျော်ရွှင်ရပါကြောင်းနဲ့ဂျေဇူးတင်ပါတယ်ဆိုတဲ့စကားလေးလုံးနဲ့ဖြေရှင်းခဲ့ကြပါတယ်။လေးစိတ်ကိုရောက်ချင်းမှအကောင်းဆုံးလို့မှတ်ယူပြီးတော့စီးလာတဲ့ဆုံးဖို့ရဲ့ဖက်နှက်ကကွာသွားခဲ့ပါတယ်။ဘဲနိုင်ဟုံကလာရောက်စီးကြိုကြိုးစုံရင်းနဲ့အားလုံးကိုမိတ်ဆက်ကာ ဇုံဘူအလဲမှာဒါလေးကနိုင်ငံကုံဆောင်ဖြစ်နိုင်မှာမလားလို့မေးလိုက်တဲ့အခါနန်းဆောင်ကရေမချိုးရသေးလို့ဖြစ်ကြောင်းစားနောက်လိုက်ပါတယ်တွေ့တွေ့ချင်းမှာပဲဘဲနန်ဟုံးကနေဖို့အိတ်ဖို့စားဖို့ဆိုကပတ်စံစတောင်းပြီးဒီနိုင်ငံငွေနိုင်ငံကြီးဖြစ်ကြောင်းကိုပြောလိုက်ပါတယ်ဟိုတယ်ရောက်တဲ့ကဂရေနဲ့မွေရာကသူတို့တို့အထူးဆန်းဖြစ်နေပြီးတော့ဇုံကြီးကြောင်းကတော့ဘာလင်သွားတော့ကဂရေနဲ့အိတ်ဘူးကြောင်းကြွားဝါပြောလိုက်ပါတယ်ဇုံဘူကတော့အိမ်သားကျွေးွက်ထဲကရေနဲ့မျက်နှာသိနေရကြောင်းနန်းဆောင်ကစပြပါထုတ်ပေးလိုက်ပြီးတော့ရောက်ဖို့ကဘေးစင်ကရေပိုက်ကောင်းကိုဖြွင့်ပြပြီးတော့စားနောက်လိုက်ပါတယ် ပြိုင်ပွဲချင်းမဖို့၄ရက်လိုမှာသူတို့တောင်းကဘော်ဆောင်အားကစားဌာနကိုသွားပြီးတော့ယူနီဖောင်းတွေထုတ်ယူလိုက်ကြပါတယ်။အဲဒီမှာဂျွန်ကယ်လီကဇုံကြီးကြောင်းအမတ်တရပေးခဲ့ပြီးတဲ့အားကစားဖနက်ကလေးကိုကင်ကာရောက်ရှိလာပါတယ်။ဂျွန်ကယ်လီကအဆင်ပြေလားနောက်ကျင်ပြန်မတွေ့ရတော့ဘူးထင်တာ။ခီးပန်းလာကြတဲ့မဟုတ်လားဘာညာမင်းနေမဲ့ဇုံကြီးကြောင်းတို့ကဘာမှနားမလဲပဲအရန်ပျော်ရွှင်အားကြောင်းဂျေစုတင်ကြောင်းပြောလိုက်တာကြောင့်အနေငယ်အပေါက်လန်းတဲသွားခဲ့ပါတယ်။ဂျွန်ကယ်လီကလည်းသူဟာဇုံကြီးကြောင်းပေးခဲ့တဲ့ဖနက်နဲ့အိုလံပစ်မှာပထမရခဲ့ဘူးကြောင်းကိုပြောပြလိုက်ပါတယ်။ ဂျွန်ကယ်လီကဆောင်းဘုတ်ကိုဆောင်းဤကြောင်းရဲ့တပည့်ဖြစ်တဲ့အတွက်ခေသူမုံမန်းတီချောင်းပြောနေတဲ့အချိန်မှာဘဲနိုင်ကရောက်လာကြောင်းအသက်ရှူချောင်းသွားကြပါလိမ့်။သူတို့ကနိုင်ငံကိုစားပြုစီးရင်သွေးမိချိန်မှာတာဝန်ရှိသူကယူနီဖောင်းတွေကိုထုတ်ပေးလိုက်ပါလိမ့်။ဆောင်းဘုတ်ကတော့လူငယ်ပြပြယူနီဖောင်းကိုချက်ချင်းထုတ်ကြည့်တဲ့အခါနာမည်အမှန်ဖြစ်ပြီးတော့အလံကအမေရိကန်လံဖြစ်နေရကြောင်းအန်အောင်တုံလုံးခံပြင်းသွားပါလိမ့်။နန်ဆောင်ကလည်းအမေရိကန်လံဘာကြောင့်သူတို့ရဲ့အင်ဂျီပေါ်ရောက်နေရလဲဆိုပြီးတော့မေးလိုက်တော့အမေရိကန်ကစားမအနေနဲ့ပြေးမှဖြစ်တာကြောင့်လို့ဘဲနိုင်ဟုံးကအပြေးပေးလိုက်ပါလိမ့်။ အကြောင်းကြားသားမာဂရက်ကအမေရိကန်အနေနဲ့ဝင်ပြိုင်မှုခေါ်ဆောင်ထားတဲ့ကိုရီးယားလူမျိုးတွေသာဖြစ်ကြောင်းဘဲနိုင်အောင်ကရှင်းပြပါတယ်။နန်ဆုံကဒေါ်လာထွက်နေပြီးတော့ဆုံးဘူးကတော့ဘာမှမပြောနိုင်အောင်စွန့်အာနေပါတယ်။ဘဲနိုင်အောင်ကဂျွန်ကယ်လီကိုဂျိုးချောင်းရှင်းပြပြီးတော့စုံချောင်းကတော့ကိုရီးယားလန်ပြောင်းခိုင်းမှုပြောတော့ဒါကကိုရီးယားကရွာမှုပဲအမေရိကန်ဖြစ်ကြောင်းကိုပြန်ပြောလိုက်ပါတယ်။စုံချောင်းကအလွန်ဒေါ်လာထွက်လာပြီးတော့အာကစားကော်မတီဥက္ကဋ္ဌကိုဝင်ရောက်ပြီးတော့တွေ့ဆုံခဲ့ပါတယ်။ဥက္ကဋ္ဌကကိုရီးယားဆေးဘေးဒုက္ခသည်နိုင်ငံဖြစ်ကနေမလွတ်မြောက်ပဲရှိနေသေးတဲ့အတွက် အမေရိကန်ဆိုရကသာအာမခံပေးရတာဖြစ်လို့အမေရိကန်လံကူသာအသုံးပြရမှာဖြစ်ကြောင်းပြောင်ပြောင်တင်းနေမဲ့ညှင်းဆန်လိုက်ပါတယ်။စုံအကြောင်းကသူတို့ကလွတ်လပ်ရတာကြာပြီဖြစ်တဲ့အတွက်အမေရိကန်လံနဲ့မပြေးနိုင်အောင်ပြန်လည်ပြီးတော့ပြောဆိုလိုက်ပါတယ်။ဘဲနိုင်ဦးကတော့ဘာလံနဲ့ပြေးပြေးပြေးရတာဖြစ်ကြောင်းပြောပါတယ်။ဩဂရကအမေရိကန်လံအောင်မှာပြေးပြီးတော့အနိုင်ရမယ်ဆိုရင်အမေရိကန်နိုင်ငံသားဖြစ်ဖို့အခွင့်အရေးရှိကြောင်းကိုပြောလာခဲ့ပါတယ်။ဂျွန်ကယ်လီကကိုရီးယားတွေလိုအပ်နေတာနိုင်ငံသားခိုင်ဖို့မဟုတ်ကြောင်းဝင်ရောက်ပြီးတော့ပြောဆိုပေးပါတယ်။ဘဲနိုင်ဦးကကမ္ဘာမှာတိတိကျကျောင်းတဲ့အခွင့်အရေးမရှိသလို နောက်ထပ်လည်းမရနိုင်ကြောင်းပြောနေတဲ့အတွက်ဆုံးကြောင်းတော့ဒေါသထွက်ကဆဲဆူလိုက်ပြီးအလံပြောင်းပေးဖို့သာပြောနေရကြောင်းနိုင်ငံနိုင်ငံနဲ့ဗဇက်ကမချရအောင်နိုင်ငံကအားကစားဖနက်တရံအောင်ဝယ်ပေးဖို့သာနန်းဆုံရောထောက်ပံ့ကြီးရဘူးလားဆိုပြီးတော့မေးလိုက်ပါလေဆုံးကြောင်းကတော့ဒေါသထွက်ပြီးတော့ကားကိုရက်ခိုင်းကထွက်သွားခဲ့ပါလေဆုံးကြောင်းကအားလုံးပြန်ကြောက်ပြောနေပြီးတော့ဆုံးဘုတ်ကတော့ဒီဒီရောက်လာပြီးတော့မှအစွမ်းပြကျင်နေရကြောင်းစကားများကြပါလေဆုံးဘုတ်ကဆုံးကြောင်းရဲ့ရေမတ်မှာဂျပန်လန်ရှိခဲ့တာကိုမသိတဲ့အတွက်ပြေးခဲ့တာလားလို့မေးတော့ဘာလင်ပြိုင်ပွဲစူးစိတ်က သူ့ရဲ့ဂုံမဟုတ်လို့ကိုရီးယားနိုင်ငံကိုလည်းကိုစားမပြုခဲ့ကြောင်းဂျပန်နိုင်ငံရဲ့ဂုံကိုသာတတ်သွားစေတာဖြစ်ကြောင်းကိုပြောလာပါတယ်။ဒိုနဲ့ဆရာတစ်ပည့်နှစ်ယောက်ဖူးထစ်ခဲ့ကြပါတယ်။ပြိုင်ပွဲကျင်းပဖို့၃ရက်လိုမှဆုံးကြီးကြောင်းတို့ကဘဲနန်ဝင်းရဲ့အကူအညီနဲ့သတင်းသာရှင်းလင်းပွဲတစ်ခုလုပ်ခဲ့ပါတယ်။သတင်းသမားတွေကကိုရီးယားဆိုတာဂျပန်လောက်ကနိုင်ငံလားတရုတ်စကားနဲ့ဂျပန်စကားကိုသုံးတာလားလူမျိုးတွေကတရုတ်တွေလားသတင်းတောင်းနဲ့သတင်းစာရှိလားတက္ကသိုလ်ရှိလားစတဲ့အထင်မြင်သေးတဲ့မေးခွန်းတွေကိုမေးနေကြပါတယ်။အုတ်ထကဘာကြောင့်ပြိုင်ပွဲမဝင်တာလဲလို့မေးတော့ဆုံးကြီးကြောင်းက ဘောဆောင်လွတ်လပ်ပြိုင်ပွဲအတွက်လာပြိုင်နဲ့မလွတ်မလပ်ဖြစ်နေသူတို့ရဲ့အကြောင်းကိုမီဒီယာရှိမှာပဲအကြောင်းစုံရှင်းပြလိုက်ပါတယ်။ဥက္ကဋ္ဌပြည်သူကကလေးစိုးကြီးလိုအတင်းခြေဆောင်ညင်းနေရကြောင်းနောက်ဘက်မှာရှိတဲ့ကိုရီးယားတွေနဲ့သတင်းသမားတွေကအလံပြောင်းမေးဖို့ဝိုင်းအော်ရောမှာဥက္ကဋ္ဌကလက်လျှော့လိုက်တာပြောင်းလဲခွင့်ပေးလိုက်ပါတယ်။နောက်နေ့မှာတော့အကစားသမားတွေလေးချင်းနေကြတဲ့နေရာကိုကိုရီးယားစာတန်းပါအင်ဂျီတွေဝစ်ပြီးတော့၃ရောက်သားရောက်ရှိနေကြပါတယ်။စုံအကြောင်းကဖင်လန်ဗစ်တာရဲ့စံချိန်ကဘလောက်အမေရိကန်ကဂျိုဖီရဲ့စံချိန်ကဘယ်၍ဘယ်မျှ မနစ်ကဘောဆုံးပြိုင်ပွဲမှာအနိုင်ရသူရဲ့စံချိန်က2နာရီ28မိနစ်25စက္ကန့်စသဖြင့်သူလေးလာထားသလောက်ကိုစောင်းဖို့နဲ့နန်းဆုံကိုပြောပြနေပါတယ်။ဘဲနန်ဟွန်းကဈေးချွေတာတဲ့အနေနဲ့သူတို့တော့ကိုအိမ်ခေါ်လာပါတယ်။စုံကင်းကြောင်တို့ကလည်းပေါင်ပုံကြီးပဲနေတိုင်းစားနေရတာအခုမှခေါက်ဆွဲပြုတ်စားတော့မှဖြစ်ကြောင်းပြောလိုက်တာကြောင့်ဘဲနန်ဟွန်းကပတ်စံသာအရေးကြီးကြောင်းပြန်ပြောလိုက်ပါတယ်။စောင်းဖို့ကမပြေးရမအောင်ဆိုရင်ပြီးတော့အိမ်မထဲမှာသူ့ရဲ့ခြေထောက်ပြတ်သွားကြောင်းမကြာခဏအိမ်မက်မက်နေပါတယ်။တောင်က၄၀ကုန်၄လပိုင်း၁၉ရက်နေ့ ဘောဆုံပြိုင်ပွဲနေ့မှာတော့ကောင်းကင်ကြီးပြာနေပြီးစောယုံဘုတ်ကသူ့ကိုညာသွားခဲ့တဲ့မမောက်ကိုသတိရနေရကြအောင်စုံကြီးကြောင့်ပြိုင်ပွဲသာစိတ်ထဲထည့်ထားဖို့ကားပေါ်မှာသတိပေးနေပါလိမ့်စီစဉ်တင်ဆက်သူတွေကတော့ဒီနေ့မှာပထမရမယ့်သူကဘယ်သူလဲမနေ့က Greece ကကာရာကူကပထမရရှိခဲ့ပါလိမ့်စားရဲဂျင်နာချက်တွေကို Low Speaker နဲ့ on နေခဲ့ပါလိမ့် Finland Vita နဲ့နန်နိစတိုက်ဘာဆူမားများတဲ့ American က Negan Geoffrey Southman မိတ်ဆက်ပေးနေတာလိမ့်ဒါပြင်မနေ့ကပွဲဆူသွားတဲ့ Nansung နဲ့ Zhongbo ကကိုရီးယားကဖြေချောင်းတယောက်ကပြောလိုက်တော့ တယောက်ကကိုရီးယားဘယ်နားလဲလို့မေးပြီးတော့နောက်တယောက်ကလည်းသူကတော့ဖြင့်အခုမှကြားဘူးတာဖြစ်ကြောင်းအတိုင်ဖောက်ညီနေကြပါလိမ့်သူတို့ကဘာလျင်ဂျေးစိတ်ဆုရှင်နန်ဆုံကလည်းအရှုံးရရတာကိုခံစားဖို့လိုက်ပါလာကြောင်းထည့်သွင်းကြေညာနေပြန်ပါလိမ့်ဒုတိယကမ္ဘာစီကြီးပြီးဘော့စတန်မာရသွန်ဟာပထမဆုံးစတင်ကျင်းပတဲ့ပွဲဖြစ်ပြီးတော့တကမ္ဘာလုံးစားမတွေလည်းရောက်ရှိနေကြပြီဖြစ်ကြောင်းကြေညာလိုက်ပါလိမ့်နန်ဆုံနဲ့ဆောင်းဘိုးတို့ကကိုရီးယားလမ်ပါအင်ကြီးကိုဝစ်ပြီးတော့ဂျီနူပီဒီဂွန်စီထိတယ်လို့ဤနေကြပါလိမ့် ကိုရီးယားဘက်မှာတော့အမေရိကန်နိုင်ငံဘော်စတန်ကတိုက်ရိုက်ကြီးညာချက်ကိုဘာသာပြန်ပေးဖို့အတွက်အင်္ဂလိပ်လိုနားလည်သူတွေကရေဒီယိုတွေရှိမှအလုံးမဲမျက်နှာပွင့်နေကြပါလိမ့်။ဇုံဘုတ်ကလွတ်လပ်စွာပြန်တန်းနေတဲ့ငှက်ကလေးကိုပြိုင်ပွဲမဆခင်ငေးကြည့်နေပါလိမ့်။ပြိုင်ပွဲမှာကစားမ156ကိုပါဝင်ပြီးတော့တနက်ဖောက်တန်တဲ့ဒူဒူဒူစတင်ပြီးတော့ပြေးကြပါတော့လေ။သူတို့ပြေးရမယ့်အကွာအဝေးက42ကီလိုမီတာကျော်ဖြစ်ပြီးတော့မိုင်နေနဲ့ဆိုရင်26မိုင်ကွာဝေးကပြီးခဲ့တဲ့နှစ်စံချိန်က2:28မိနစ်နဲ့25စက္ကန့်နဲ့ရောက်ရှိထားခဲ့တာပဲဖြစ်ပါလိမ့်။ ဘော့စတန်မာရသွန်ဟာဟိုကီတန်ကစထွက်ပြီးတော့ဘရိုလိုင်းဘက်ကဖြတ်ကဘော့စတန်မျိုးလေစင်တာမှာဆုံးမှာဖြစ်ပါတယ်။ရာသီဥတုကအေးစိမ့်စိမ့်ဖြစ်နေပေမဲ့ပြည်သူလူထုကလာပြီးတော့အားပေးနေကြပါတယ်။ဘဲနန်ဟွန်းကဆုံးကြီးချောင်းကိုခေါ်ပြီးတော့ဘက်စကားဘောတက်ကဘော့စတန်စင်တာဘက်ကိုထွက်ခဲ့ကြပါတယ်။စာတင်တာထွက်ချိန်မှာအင်္ဂလန်ကဗစ်တာဘိုင်းနံပါတ်69ကဥဆောင်နေပါတယ်။သူရနောက်ကဂရိစ်ကဘိုင်းနံပါတ်89ကာရာဂူကကတ်လိုက်လာပါတယ်။၆.၅ကီလိုမီတာအက်စလန်နိုင်စင်နာကိုရောက်ခံနေမှာကီလိုမီတာ၂၀လောက်ထိအချိန်မတင်မှု နန်ဆုံကဆုံးဖို့ကိုတတိပေးပါလိမ့်မာရသွန်အဖိုးကြီးဖြစ်တဲ့ဘာလင်ကျေးစိစုရှင်နန်ဆုံကိုလည်းမြင်နေရကြောင်းအနောင်စာကကြေညာနေခဲ့ပါလိမ့်16ကီလိုမီတာမှာဂုံးစင်းဖြစ်နေပြီးတော့ဗေတာကပဲဆက်ပြီးတော့ဥဆောင်နေပါလိမ့်ဂျိုဖရီကဆုံးတို့ကိုမခံချင်အောင်သွားဆတာကြောင်းဒေါသနဲ့လိုက်တဲ့အခါနန်ဆုံကအရှိန်မတင်မှုတတိပေးလိုက်ရပြန်ပါလိမ့်တက္ကသိုလ်ကျောင်းသူတွေကအနိုင်ရမာရသွန်သမားနဲ့နန်းရင်ယောက်ျားကောင်းရနိုင်တယ်ဆိုတဲ့အယူဆရှိတာကြောင်းနန်းမှုဆောင်နေကြတဲ့အကြောင်းဘယ်နန်ဟုံးကဆုံးကြီးကျောင်းကိုပြောပြပါလိမ့် ဇာမာရီကပန်းတိုင်းတဝက်ဖြစ်တဲ့ဝါစနယ်လန်းကိုရောက်လာချိန်မှာအေးတယောက်တစ်ခွက်ယူတောက်သွားကြပါလိမ့်။ဂျော်ဖရီနဲ့နန်ဆုံကအပြေးပြိုင်နေကြောင်းကြေညာနေချိန်မှာစုံချစ်လန်ကနားထောင်ရင်းနဲ့အားပေးနေပါလိမ့်။ကီလိုမီတာ30နျူတန်လမ်းမှာရောက်မှာတော့ဇုံဘုတ်ကစတင်ကအရှိန်ပိုပိုပြီးတော့မြင့်တင်လာပါလိမ့်။ရှေ့ဘက်မှာတော့ဘော့စတွန်မာရသွန်ရဲ့ဆောင်ပွဲ၄ဆင့်ဖြစ်တဲ့တောင်ကုန်း၄ကုန်းကစောင့်ကြိုလိုနေပါလိမ့်။ဇာမာရီယာခြေကုံတုတ်တင်လာပြီးတော့မှတောင်ကုန်းတွေကိုတက်ရတဲ့ခါခြေထောက်မခိုင်သူတွေရိုင်းလဲကြံခဲ့တဲ့နေရာတွေပဲဖြစ်ပါလိမ့်။ နောက်ဆုံးတောင်ကုန်းမှာတော့နံပါတ်120ဖြစ်တဲ့စုံဘူတယောက်သာတောင်ကုန်းကိုမြေပြင်လိုပြေးနေပြီးတော့တယောက်ပြီးတယောက်ကိုကြော်တက်နေပါလေစုံဘူကကာရာကူကြော်တက်ပြီးတော့ပထမနေရာကိုရောက်နေကြောင်းဂျင်ညာနေချိန်မှာကိုရီးယားတနိုင်ငံလုံးထားခုံလိုက်ကြပါတော့တယ်စုံကြီးကြောင်ကသူတပည့်နောက်ကိုစပိန်နဲ့လိုက်ကအားပေးနေပါလေဘန်နိုင်ရောက်ဖို့9ကီလိုမီတာလိုမှာပရိသတ်နဲ့ပါလာတဲ့ခွေးတကောင်ကကျိုးလွတ်ပြီးတော့စုံဘူနဲ့ဝင်တိုက်ကအချိန်နဲ့လဲကျသွားပါတော့တယ်အမဇုန်ဘုတ်ကခြေထောက်နာသွားပြီးတော့မထနိုင်လောက်ဖြစ်သွားပါလေခြေထောက်နာသွားတဲ့ဇုန်ဘုတ်ကတဖေးနဲ့အရှိန်ပြန်တင်နေချိန်မှာ ဗီတာနဲ့ကာရာကူကဥဆောင်နေပါတယ်။ဇုံဘုကစူးနဲ့ဝေးသွားဖြစ်ကြောင်းအနောင်စာတွေကသူတို့ဖြစ်စေချင်အောင်ဂျင်ညာနေချိန်မှာဇုံဘုကမေုံနိုင်စာကောင်းလောင်နံပါတ်၄နေရာကိုရောက်လာပါတယ်။ဘန်နိုင်ဝင်ငန်းကြီးဘော့ဆုံစင်နာနာမှာဗီတာရဲ့နောက်ကဇုံဘုကဒုတိယလိုက်လာပါတယ်။ဘန်နိုင်ရောက်ခန်းဒီမှာဇုံဘုကနတ်စင်စီမနတ်တိုင်းပြေးကအမေရွက်စားစရာသွားဆိုရင်လည်းအပြေးသမားဖြစ်လာဖို့ရည်ရွယ်ကလေးချင်းရပုံတွေကိုတရိယာရင်းနဲ့ပြေးနေခဲ့ပါတယ်။ဗီတာနဲ့ဇုံဘုကပုကာတီကာလေးပြေးနေတယ်ဇုံဘုကအချိန်တင်လိုက်ကပထမနေရာကိုရယူသွားပြီး ဖေဒါကဒုတိယရရှိခဲ့ကသူ့ရဲ့နောက်ထပ်တတိယနေရာကိုတော့ကာရာဂူကဘန်းဝင်လို့လာခဲ့ပါလေကိုရီးယားကဆောင်းဘိုးဟာဘော့ဆွန်မာရသွန်ပြိုင်ပွဲမှာ2နာရီ25မိနစ်39စက္ကန့်နဲ့စတနေ့ကြာတင်နေတဲ့ကမ္ဘာဆိုင်ချိန်ကိုချိုးသွားခဲ့ကကမ္ဘာဆိုင်ချိန်အသစ်တင်သွားကြောင်းကိုလည်းကြေညာလိုက်ချိန်မှာတက္ကပါလုံးကကိုရီးယားတွေကထားကုန်လိုက်ကြပါတော့တယ်နန်ဆောင်ကတော့နံပါတ်7နေရာဝင်ရောက်လာပြီးတော့ဆောင်းဘိုးပထမရာသွားမှန်းသိလိုက်တာကြောင့်အားလုံးဖက်ကပီတိမျက်ရည်တွေကြာပျော်ရွှင်သွားကြပါတယ် ဇူပေးပွဲမှာကိုရီးယားလန်ကိုလွင့်ထူပြီးတော့ကိုရီးယားနိုင်ငံတော်တချင်းကိုဖွင့်ထားခဲ့ပါတယ်။အရိပြိုင်ပွဲပြီးမှာကိုရီးယားနိုင်ငံကနိုင်ငံတကာအိုလံပစ်ဖွဲ့ဝင်ဖြစ်လာပြီး1950ဘော့စတန်ပြိုင်ပွဲမှာလည်းပါတူတာစု3ခုစလုံးကိုတင်ပိုက်ခဲ့ကြပါတယ်။ဇုံအကြောင်းကအိုလံပစ်အာရှဂိမ်းစတဲ့နိုင်ငံတကာပွဲတွေမှာကိုရီးယားဂုံကိုမြင့်တင်ပေးခဲ့ပါတယ်။ဇုံအကြောင်းကဘာလင်ပွဲမှတ်တမ်းကိုရယူဖို့ဂျိုးပန်းခဲ့မှမအောင်မြင်ခဲ့ပဲ2002ခုနှစ်အသက်62နှစ်မှာကွယ်လွန်သွားခဲ့ရပါတယ်။နန်ဆောင်က အာကစားနီးပြအနေနဲ့နေထိုင်ခဲ့ပြီးတော့1964တိုကျိုအိုလံပစ်မှာနောက်ဆုံးပါဝင်ခဲ့ပြီး2000ခုနှစ်အသက်60မှာကွယ်လွန်သွားခဲ့ရပါတယ်ဒီကနေ့ထိနမ်ဆုံအဲမွေးရမြေမှာနှစ်စင်မာရသွန်ပြိုင်ပွဲကျင်းပကသတိတရအမှတ်တရရှိနေကြပါတယ်စုံဘုကအာကစားအုပ်ထားဖြစ်တဲ့နေ့40ကျော်လောက်ကိုင်ခဲ့ပြီးတော့1988ဆိုးအိုလံပစ်မှာနီးပြဖြစ်ဦးဆောင်က2018ခုနှစ်အသက်65နှစ်မှာကွယ်လွန်သွားပါကြောင်းပြောကြားရိုက်ကူးတင်ဆက်နေတဲ့ဒီဖြစ်အမှန်ရုပ်ရှင်ဇာတ်ကားလေးကလည်းပြီးဆုံးလို့သွားခဲ့ပါတော့တယ်ခင်ဗျာ ဟုတ်ကဲ့ပါဒီနေ့ရက်တင်ဆက်မှုကဒီလောက်ပါပဲဘောတော့နောက်နေ့မှလည်းရုပ်ရှင်ကမိုက်စားတွေကို recap တင်ဆက်ပေးမှာဖြစ်တဲ့အတွက် channel subscribe လုပ်ဘေးနားအကောင်လုံးနှိပ်ထားကြဖို့ပြောရင်းနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကိုဝမ်ပါ